ရှင်မိရှင်များအားလုံးမင်္ဂလာပါရှင်24ရက်စက်တလမှာ30ရက်စက်တလ2025တပတ်တာတင်းငွေသားသမီးရှင်မိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တင်းငွေသားသမီးရှင်မိစုဒီတပတ်မှာအလုပ်ကံတွေလုပ်တဲ့အခါလုံမွားကင်ပါတွေဖြစ်တဲ့တည်းငွေရင်းနှီးမြုပ်နှံမှုတွေမြုပ်နေပြီးတော့ပြန်မပေါ်လာမျိုးတွေကြုံရတဲ့တည်းအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုအများကြီးတပတ်တာလို့တွေ့ရပါတယ် တန်မိုးကြီးသောပစ္စည်းဝင်လာလို့ရှိပါတယ်။ဝင်လာဖို့ဆိုတာမိမိရဲ့ကိုယ်ပိုင်ဘဝရေတော့အခြားသူရဲ့တန်မိုးကြီးပစ္စည်းမိမိကိုလာပြီးတော့အံ့နံထားတာမျိုးဒီလိုလေးလေးကြုံရဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။ဒါအပြင်ဆရာသမားတွေရဲ့ပံ့ပိုးကူညီမှုအထောက်ပံ့ကောင်းပေးမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးလည်းရရှိစေပါပဲဖြစ်ပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမိမိစိတ်တိုင်းကြခံနေနေပဲဓမ္မပါရီမိမိဖြစ်ချင်တဲ့ပုံစံအဝေးခွေကြဆင်ပြေသောမိန်းလူတွေတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးတွေထဲမှာအလူအကြီးတစ်ခုလုံးဝလိမ့်မယ်။အဲ့ဒီအလူမှာမိမိသွားလိုက်တဲ့အခါနမိတ်ကောင်းမွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေးကြီးကိစ္စလေးတွေစကားပြောဆိုမှုတွေအောင်မြင်စေမယ့်တပတ်တာလို့မြင်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိရူးဆိုင်ပါနော်မိမိအပေါ်မှာအမြင်မကြည့်တဲ့သူတွေနောက်မိမိအပေါ်မှာအမြင်နဲ့ကိုယ်ကိုစောင့်ကြည့်ပြီးတော့မှကိုယ့်အဖြစ်ကိုလိုက်ရှာနေတဲ့သူတွေရှိနေပါတယ်ဒါကြောင့်ရူးဆိုင်ပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ညနာဖွင့်လမ်းမီလူချစ်လူခင်ပေါ်မီမိမိချစ်သူနဲ့မိမိရဲ့ကြားထဲမှာလည်းပဲကြီးကဲသူတွေရဲ့ကိုညီမှုထောက်ပံ့မှုတွေကြောင့်အခြေအနေမှာပုံပြီးတော့ဂျင်းတဲ့တဲ့ဒီစိတ်ချမ်းသာတဲ့အတူတွေ့ရပါတယ် ဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကလုပ်ငန်းကင်ငန်းတွေနောက်ငွေကြေးကိစ္စလေးတွေဒါလေးတွေမှာတည်ငောင်းချာတက်ပါလေ။ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့ချူချာမေး view ဆိုင်ပါနော်။အထူးသဖြင့်မိမိရခန္ဓာကိုယ်ကိုယ်လက်မကြီးမသာဖြစ်နေတာမျိုးလေးလံထိုင်းပိုင်းတာမျိုးဖြစ်တတ်ပါလေ။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းလေးတွေမရရှိတဲ့အခါမှာမိမိတင်တဲ့လုံရကံရ ခက်ခဲစီတဲ့အရာလေးတွေကိုတွေ့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရဆရာရှိရင်ဝေးကြီးလေးတွေဝင်လာမေးသို့တော်မိမိကပေးရန်ရှိရင်ဝေးကြီးကိစ္စလေးတွေကြတော့အပြည့်အဝနဲ့မပေးနိုင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကိုချုံဝေးပြီးကြည့်လိုက်တဲ့အခါကိုယ်ဒီအလုပ်တွေလှုပ်ဆောင်တဲ့အခါမှာဝေးကြီးစကားပြောဆိုတဲ့အခါမှာ မပြီးဖြတ်ဖင်းနေတို့လိုတန်းလန်းလေးတွေနေဒီလိုဖြစ်သွားတဲ့အရာမျိုးလေးတွေဆိုရင်ကိုယ့်ဘက်ကအေးနေတာနောက်ပြီးတော့ကိုကပြောရေးဆိုခွင့်မရှိတော့တာဒီလိုလေးဂျုံရတယ်ဒါကြောင့်မို့လို့မိမိအနေနဲ့ပြီးပြက်အောင်ပြောဆိုပြီးတော့ပြီးပြက်အောင်လုပ်ကင်လိုက်တယ်ဆိုရင်တပတ်တာလုံးအဆင်ပြေပါရှင်မိချင်များအားလုံးမင်္ဂလာပါရှင်24ရက်စက်တလ2025မှာ30ရက်စက်တလ2025တပတ်တာတနင်္လာသားသမီးချင်းမိစုရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင် တဲမှာသောသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ရံများခြင်းပြဿနာဖြစ်ခြင်းလို့မြင်ပါတယ်။တံမှုကြီးသောပစ္စည်းထွက်တပါတယ်။အတိုက်ခံလေးကြီးပြောဆိုရတာမျိုးလေးကြောင့်အတပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့ကုညီထောက်ပံ့မှုပံ့ပိုးမှုတွေရဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေမင်းအေးကိစ္စအစီအစဉ်လိုက်တိုင်းပါလေအောင်မြင်စီမင်းမိမိပြောစကားရအောင်မြင်ပါလိမ့်မယ် ဆွေရသားကြီးစီအကူကြီးကောင်းထောက်ပံ့ကောင်းတွေရဝရှိနေပါတယ်။ရန်အန်ဒီရေလုံးဝမရှိတဲ့အပြင်ချစ်သူခင်သူပေါင်းများပါမယ်တပတ်တာပါ။ဒါအပြင်ဝေရီရင်းနှီးမြှုပ်နှံပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေပေါ်လာစေမယ့်တပတ်တာလို့သိရပါတယ်။ဆိုရရင်အတိုက်အခိုက်တွေမရှိဘူး။ ချစ်တဲ့ခင်တဲ့သူပေါ်တယ်အဲ့တော့အချီးကြီးနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့မျက်နှာအရန်ပွန့်လန်းနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေနဲ့ပတ်သက်တာဒါမှမဟုတ်ရင်သားသမီးဟုတ်တယ်သားသမီးကြီးဇာနေပြီးတော့အကျိုးကျေးဇူးပြန်လဲပြီးတော့အကျေးကျေးဇူးဆက်တာလေးကိုရရှိစေမဲ့တပတ်တာပါအေးချမ်းမှုရေးချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ဘယ်အရာလေးပဲလုပ်လို့အမြင်အခုတပြင်းနဲ့စိတ်မောလူမောလုံးဝပဲတပတ်တာလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်အာယုံချောအားနေပါတယ်ပြုစိတ်ပါနော်ကံနဲ့ပတ်သက်ပြီးတော့ကံအလောကောင်းပါတယ်ထီတုကန်ဆန်းကျင်နေဆိုတော့တုံရတလုံးထီတုကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြီးလေးကြန့်ကြမယ်။မိမိကနေပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လဲပတ်တဲ့ငွေကြီးကိစ္စလေးတွေတော့ပြောရဆိုရတာလေးတော့အဆင်ပြေပါလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိရဲ့ရက်ွက်ထင်းမိမိရဲ့လမ်းထဲမှာ နာယီတရင်ခုကြားတပါးလေးမိမိကတော့တင်းကြိုင်းပြည်နေချင်းအာတုပပူချင်းကိုရှောင်ပါဒီတော့တနေ့မှာတာမီချိမိဆွေတွေကံတောက်ပံဖြစ်စီတဲ့ရေရီယာကောင်းလေးပြီးချင်ပါတယ်တနေ့မှာတာမီချိမိဆွေမိမိနေကဖရမှာနွားနှုတ်တူတန်းချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချိမိချင်းများအလုံးမင်္ဂလာပါရှင်24ရက်7လမှာ30ရက်7လ2025တပတ်တာ အင်္ဂါသားသမီးချင်းမီးစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါရှင်။အင်္ဂါသားသမီးချင်းမီးစုရဲ့အလုပ်ကံအရန်ကောင်းနေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တူးချင်ရခြင်းလုပ်ငန်းမှာအောင်မြင်ခြင်းညံ့အောင်ပွင့်လန်းခြင်းဒါလေးတွေ့ရပါတယ်။တန်ဖိုးကြီးတော့ပြည်စီဝင်လာလို့ရှိနေပါတယ်။မိစွေပေါင်းတဲ့ပတ်သက်ရင်တော့လူယုံဒုက္ခပိတ်တဲ့ဒေဂိမ်းစိတ်ပါ။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာကြီးတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းရဲ့ အတွက်နဲ့စိတ်မကောင်းစရာလေးတွေကျုံတွေ့ရမှာပဲဖြစ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိခဲ့ပြီးစစ်တူခေတ်သူပေါ်လာမယ့်တပတ်တာပါ။ချင်းနဲ့ပတ်သက်ပြီးတော့ညီနေမယ့်တပတ်တာပါ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာစီပဲအိမ်တော်ကြီးပါပဲ။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့စူးချူလုံးဝမရှိပါဘူးရှင်။ဒီကနေ့အကျမကြီးခန်းစားနေရတယ်ဆိုရင်ဒီတပတ်ချင်းမှာအနာနဲ့စီးတွေ့ပြီးဆောင်းတပါးကောင်းတွေ့တာပါမယ်။ ေးချမ်းမှုရေးချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့သူပြန်အတွက်တည်းပူလောင်းမဲ့ကိစ္စလေးတွေပေါ်လာလို့ရှိနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနည်းနေတို့ပေမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့ရှစ်တလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ဝေးချိကိစ္စတွေခေါင်းရှုပ်ရမယ်စိတ်ရှုပ်ရမယ်ကိုကပေးရမယ်ကိစ္စတွေလည်းအခုတပြင်းနဲ့မပေးနိုင်တာမျိုးကြောင့်အတက်ပါတယ်။အောင်နေပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါဘာလေးပဲလုံးလုံးအမြင်နဲ့အတိုက်ခံလေးတွေ ပြောရဆိုရမယ်လောကကံရမယ်လို့တွေ့ရပါတယ်။အင်္ဂါသားသမီးချိမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရအောင်ယူပေးကြပါတယ်။အင်္ဂါသားသမီးချိမိတ်ဆွေပြုလို့ဆောင်ရမယ်ရည်ရကမိမိနေင်္ဂဖျားမှာပန်းအဖြူရောင်ခုနှစ်ခွဲလူရန်ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည်လည်သွားမေးလူတွေ့ရပါတယ်ရှင်။ချိမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။24ရက်7လမှ30ရက်7လ2025တပတ်တာ ဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေအလုပ်ကိုင်းနေရန်ကောင်းနေအယောင်းဝယ်တွေဖြစ်ထွန်းမိမိမိလှုပ်ဆောင်တဲ့အရာလေးတွေမှာပုံကံတချင်းနောက်အများသူကအချင်းယူလေးစားခြင်းခံရမယ်တပတ်တာလို့မြင်ပါတယ်။တန်ဖိုးကြီးသော ပြည်စီဝင်လာဝင်ရှိနေပါတယ်။မိမိရည်ရွယ်ချက်စီထားတဲ့ကိစ္စလေးတွေအောင်မြင်စေဖက်တပတ်တာပါ။မိတ်ဆွေပေါင်းသင်းဒီဆရာသမားကြီးရဲ့ကုညီပံမှုထောက်ပံ့မှုတွေရရှိစေပါမယ်။ အင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေသတင်းအောင်ကြားမယ်စိတ်ချမ်းသာမယ်ချီးမြှောက်ပါမယ်ရှင်ဝိသားချင်းနဲ့ပတ်သက်ရင်တော့ရှင်ဝိသားချင်းကြောင့်ပူပန်နေရတာနောက်ဆန်တင်ရတာဈာမကြီးတွေဆွေရတာဒီလိုလေးရှိပါတယ်ရန်ရီတိုက်ခိုက်လုံးဝမရှိပါဘူးရှင်အချီးနဲ့ပတ်သက်ပြီးတော့ဘီဘီချစ်သူပေါ်မှာတန်တရားတွေများနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီချင်းတာရမယ်အိမ်တော်ကြီးပါ ချမ်းဝိုင်းနဲ့ပတ်သက်ပြီးတော့ကြူကြပါမယ်။ဖြစ်လာရင်ကျွန်တော်အောက်ပိုင်းနေချမ်းဝိုင်းရင်ရတတ်ပါတယ်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာစေမယ့်တပတ်တာပါ။ဒါ့အပြင်အမျိုးသမီးအကြီးအကဲများဤမိမိကိုကူညီပေးခြင်း၊ငွေကြေးထောက်ပံ့ပေးခြင်းတို့လည်းတွေ့ရပါတယ်။ကဲနဲ့ပတ်သက်တော့အားနည်းပါတယ်။တို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့မြတ်တလုံးဒီတို့ကန်ဆယ်လို့ရပါတယ်။ ဝေးချင်းနဲ့ပတ်သက်ပြီးတော့မိမိတွေနဲ့ဝေးဝင်လာတဲ့ကံအားလည်းရှိတယ်။ဒါ့ပေမဲ့လက်ထက်မှာဝေးမပြေးဘဲနဲ့ဝေးအထွက်အရန်ကျန်းနေတာမျိုးကြောင့်ရတတ်ပါရဲ့။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါမိမိကိစ္စမဟုတ်ဘဲနဲ့ဆွေမျိုးသားချင်းကိစ္စနော်နောက်မိသားစုရေးရာနဲ့ပတ်သက်တဲ့ကိစ္စတကယ်ချင်းပေါင်းသီးရဲ့ကိစ္စအတွက်နေမိမိတွေအလုပ်တွေရမ်းရှုပ်ပြီးတော့လိုက်နံပြီးကုကြီးဆောင်ရွက်ပေးနေရတဲ့တကူတော်ပရိဟိတပဲဖြစ်တတ်ပါလေဒီတော့ ဗုဒ္ဓဘာသာသမီးချင်းမိတ်ဆွေတို့ကံတော့ပဲဖြစ်စီတဲ့ယတရာကောင်းလေးပြည့်စင်ပါသည်ဗုဒ္ဓဘာသာသမီးချင်းမိတ်ဆွေတပတ်တာပြုလို့ဆောင်ရမယ့်ယတရာကမိမိဒီကဘုရားမှာခေါင်းလုံးနဲ့ကက်လက်ကလေးနဲ့လူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည့်လေသွားပြီလို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်24ရက်ဆက်တလမှာ30ရက်27လ2025တပတ်တာကျောင်းသားပြည့်သားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင် ဂျာသာမိသားသမီးချမိတ်ဆွေအလုံမှာအပြိုင်ပေါ်မယ်အတိုက်ခိုက်ပေါ်မယ်မလိုအပ်တဲ့ပြဿနာတွေပေါ်တတ်တယ်စကားတွေလည်းပြောရတတ်ပါတယ်တန်မှုကြီးတော့ပြစီဝင်လာဝိရှိနေပါတယ်မိတ်ဆွေပေါင်းတင်တွေရဲ့ကုကြီးတောက်ပံကောင်းတွေရမယ်နာမည်ကုန်သတင်းကောင်းတွေကြော်စောမယ်လို့တွေ့ရတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအစီအပြေမယ်မိမိအနေနဲ့ကိုယ်ဝင်ဝေဇနာနေရာတိုင်းပိုင်ဆိုင်ခြင်းနာဒီလိုလေးရရှိစီမယ်တပတ်တောင်လို့တွေ့ရပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရွစရာတွေကြုံရတဲ့တင်။ရန်အနေနဲ့အတိုက်ခိုက်လုံးဝမရှိတဲ့ပြင်ချစ်သူခင်ကိုပေါ်များလာမယ့်တပတ်တာပါ။အချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ကုန်စရာဒီလိုလေးကြုံရတဲ့ပါရင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်ပေါ့မိမိအိမ်တော်ပဲကျမ်းမာရင်ညတ်တဲ့ပါရင်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချူချာမယ်အဓိကတော့အေးပတ်တာရေချူးဆင်ခြင်ပေးပါ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလုံးနေပါတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ရွှေလန်းပွန်လန်းစီမိတ်တပတ်တာလို့မြင်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံမပြီးကြည့်လိုက်တဲ့အခါပြည်တွင်းနဲ့ပြည်ပဆိုတဲ့နေရာမှာပြည်ပမှာအဆက်အသွယ်ကောင်းလေးတွေတည်ငောင်းနေကြဖို့ရှိပါတယ်။ဒီတော့ကြာသာပြေးတာသမီးချင်းမိတ်ဆွေတို့ကန်တောက်ပတ်ဖြစ်စီတဲ့နေရာကောင်းလေးပြင်ပါတယ်။ ဇာတာမိသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရီယာကဘုန်းကြီးတန်တာတော်တွေကိုဝတ်သားရေးဆုံးလောင်းလို့ခြင်းပြီးမိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမိတ်လူတွေ့ရပါတယ်ရှင်။ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။24ရက်17လမှာ30ရက်17လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ တော့ကြာသားသမီးချင်းမိတ်ဆွေအလုတ်ကန်အရန်ကောင်းနေလုပ်ငန်းတူချင်ရမေအယောင်းဝယ်ဒီပြောရေးဆိုတာကိစ္စမှာရောင်းပန်းဝယ်ပန်းဖွင့်လန်းစီမဲ့တပတ်တာပါတန်မိုးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေရဲ့ကုကြီးမဆောင်မှုထောက်ပံ့မှုတွေရောက်ဖို့ရှိတယ်ဒါပြင်ခရီးတွေသွားမယ်ကောင်းတော့သွားခြင်းလို့မြင်နေအိမ်ထဲပတ်သက်ပြီးတော့အလူတန်းတွေများစွာလုပ်ရမေမိမိအိမ်မိသားစုမှာလည်းပဲပျော်ရွှင်စရာကြည့်နူးစရာတွေကြောင့်ရတဲ့ပြင်ရှင်မြသားချင်းစီရည်ပြီးအောင်အထောက်ပံ့ကောင်း ဝေကြီးကူညီကောင်းလေးတွေရဖို့ရှိနေပါတယ်။ဂျန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါတော့။ချီနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမှာစိတ်ကုန်စိတ်ကြက်တာမျိုးကြောင့်ရတဲ့။ဂျမိုင်းနဲ့ပတ်သက်ပြီးတော့စိုးချိုးလုံးဝမရှိပါဘူးရှင်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးနည်းတယ်တို့ပြမယ်ပဲဖြစ်မနေဒီတို့ကန်ဆန်းကျင်နေဆိုတော့6တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတယ်ရွှင်လန်းပွန်လန်းစီမဲ့တပတ်တာပါ အလုံးနဲ့ပတ်သက်ပြီးတော့ပူပွဲဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိတွေနဲ့သွားတာလာတာလေးတွေကို2ပြူစိုက်စီချပါတယ်။အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပွဲဖြစ်စေတဲ့ရေရရကောင်းလေးပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေခွေးစာများများချွေးပါ။ယခုလိုကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။24ရက်7လမှ30ရက်7လ 2015တပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနီသားသမီးချင်းမိတ်ဆွေအလုပ်ကံဒီရန်ကောင်းမင်းပြောရေးဆိုရာကိစ္စအဝဝအောင်မြင်စီမင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကသာလေအရေးပါအရာရောက်လုပ်ပိုင်ခွင့်ညရရှိစေမယ့်တပတ်တာပါ။တံမှုကြီးသောပစ္စည်းတွေဝယ်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပူပန်ရတာစိတ်ကြီးရတာဒီလိုလေးကြုံပြရပါလိမ့်မယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ဒီနောက်ဆက်တင်ရတတ်ပါတယ်။ဆွေမျိုးသားချင်းအောက်လိုက်ငယ်သားစီမှာတတိယကောင်းဆက်တဲ့ကောင်းဒီကြားဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူး။တို့ပင်ပင်တွားနေလာတဲ့ခါတော့တတိလေးထားစီကြပါတယ်။ချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာဖွင့်လိုက်မယ်ဒီစီတခင်ပေါ်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရစေမယ့်အိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်စူးချူးလုံးဝမရှိပါရှင်။ အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဖြစ်ဖြစ်မိမိကဘယ်နေရာလေးမှာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ပါဝင်ပြီးလှူဆောင်ပေးရမယ့်အရာလေးရှိတဲ့တဲ့ကြောင့်မအေးချမ်းသေးဘူးလို့သိရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်ကိုယ်ရဲ့ငားရဲ့ပါတဲ့နံပါတ်တွေကိုထီထိုးကန်ဆန်းနေပါ။ဝိကြီးလက်နာပါတွေတပတ်တာရှင်လန်းဖွလန်းစီမင်းမြင်ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကျွန်တော်ပြီးကြည့်လိုက်တဲ့အခါမိမိကို အခြားသူတွေကနေပြီးတော့ယုံကြည်အားကိုးခြင်းလေးစားခြင်းကိုရရှိစေမယ့်တပတ်တာပါပြီးတော့စနေသားသမီးချမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့တရားကောင်းလေးပြုချင်ပါတယ်စနေသားသမီးချမိတ်ဆွေမိမိနေငါဖခင်မှာကြောက်ကြောတပကံလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့သူရပါတယ်ရှင်